နေပြည်တော်ကောင်စီနယ်မြေအပါအဝင်ငလျင်တန်တင့်ပြည်နယ်နဲ့တိုင်းဒေသကြီးတို့ကရုံးဌာနအဆောက်အအုံတွေပြင်ဆင်ဖို့မူလတိဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်စီမယ်လို့နစကကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေကပြောလာပါတယ်။ဧပြီလ29ရက်နေ့ကကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမမှာပြုလုပ်ခဲ့တဲ့အဆောက်အအုံများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တိဆောက်ရေးကြီးကြပ်မှုကော်မတီအစည်းအဝေးမှာဥက္ကဋ္ဌဖြစ်တဲ့၎င်းကအထပ်ပါအတိုင်းပြောကြားခဲ့တာပါ။ သက်ဆိုင်ရာဝင်ကြီးဌာနတွေမှာလက်ရှိဆောင်ရွက်နေတဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်ခြင်းနဲ့အင်ဂျင်နီယာအသင်းသုံးသင်းမှသတ်မှတ်ထောက်ခံပေးထားတဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်ခြင်းစတဲ့နီလန်သုံးမျိုးနဲ့ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်ငလင်တန်တဲ့ဒေတာတွေကနေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့အဆောက်အဦတွေဟာနေထိုင်ရမတဲ့အနေအထားအဆင့်များနေကြောင်းမြန်မာနိုင်ငံမြေငလင်ကော်မတီမှတာဝန်ရှိသူတို့ကပြောထားပါတယ် လက်ရှိမှာနေပြည်တော်တည်ဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်ခဲ့တဲ့ဆောက်လုပ်ရေးကုမ္ပဏီတွေကိုနေပြည်တော်စီမံတရားရေးကော်မတီထံပြန်လည်ဆက်သွယ်ကြဖို့အတိပေးထားပါတယ်။မြန်မြန်စစ်ဆေးချက်တွေအရာအချို့အဆောက်အဦတွေတမတ်ချက်နဲ့မကန့်ညီတာကိုတွေ့ရှိရလို့ပြန်လည်စစ်ဆေးအရေးယူတော်မယ်လို့နတ်ဆက်ကဥက္ကဋ္ဌကပြောကြားထားကြောင်းပါခင်ဗျာ။